။ဟိုးတုန်းကဂျိုးကြလေးတကောင်ဟာဟိုရေအိုင်ဒီရေအိုင်လှဲ့လေပြီးတော့ငားတွေကိုရှာဖွေစားတော့လို့နေခဲ့တယ်။ဒီနေ့မှာတော့တော်တွေကရေအိုင်ကြီးတစ်ခုကိုတွေ့တဲ့အခါဒီရေအိုင်ကြီးမှာတော့ငားတွေအစာတွေပေါ်မှာပဲလို့ထင်မြင်ပြီးတော့ရေအိုင်ကြီးနားမှာနေလာခဲ့တယ်။ဒါပေမဲ့ဒီရေအိုင်ကြီးမှာတော့သူ့ထင်သလိုငားတွေပစွန်နေ ရှိမနေခဲ့ပါဘူးတလေတကောင်တောင်အ ਨੇ အပပဲရှိခဲ့တယ်အဲ့ဒီတလေတကောင်ကိုပဲမဝတဝမသေးယုံစားပြီးတော့ဒီရေကန်ကြီးဟာ အကြီးကြီးပဲဒီအထက်မှာ ငားတွေအစာတွေရှိမှာပါဆိုပြီးဘဲမကိုမသွားတော့ပဲဒီရေအိုင်ဘေးမှာပဲနေလာခဲ့တယ်တနေကုန်ရေကန်ကိုပတ်ပတ်လဲလှဲ့ရှားပြီးတော့ တဏီကုံလို့မှတကောင်းတောင်တွေ့ခြင်းမှတွေ့တာဒါပေမဲ့လည်းသူ့စိတ်ထဲမှာတော့မပေါ်လာကြသေးလို့ပါဒီရေကန်ကြီးထဲမှာငါအစာတွေရှိကိုရှိမှာပါဆိုပြီးတော့ဒီကန်ကြီးနားမှာပဲတဝဲလေလေနဲ့ပေါ့တဏီလာလဲလှဲ့ပတ်အစာရှာလိုက်အစာမရပြန်ရင်လည်းနောက်နေတော့ရမှာပါလို့မျှော်လင့်ချက်လေးနဲ့နေလိုက်နောက်နေလဲလှဲ့ပတ်အစာရှာလိုက် မရပြန်လဲနောက်နေတော့ရရမှာပေါ့ဆိုပြီးတော့နေလိုက်နဲ့ဒီလိုနဲ့ဂျိုးကြလေးဟာလဲတဖြည်းဖြည်းနဲ့အိုမင်းလာလို့ဂျိုးကြအိုကြီးဘဝတောင်ရောက်လာခဲ့တယ်တဖြည်းဖြည်းရေတွေခန့်လာလို့ငါးတွေအစာတွေလဲမတွေ့ရမစားရနဲ့မို့အားအင်းတွေလဲမရှိနဲ့တခြားကိုပြန်သန်းပြီးထက်ရှာဖို့ဆိုတာကလဲအိုမင်းနာကတကြောင်ပြန်စားမရှိတော့တာကတကြောင် ဘယ်နာမှာဘာရှိတယ်ဆိုတာမသိတော့တာကတကြောင်ကြောင်ဘယ်မှမပြန်သားနိုင်တော့ပဲဒီရေကန်နာမှာပဲငားတွေအစာတွေကိုမျောလင်ရင်းနဲ့နေလာခဲ့တာနောက်ဆုံးတော့ဆင်းဆင်းငင်းငင်းနဲ့တည်ဆုံးခဲ့ကြရတယ်အလောင်းစားသမားတွေလည်းဒီတိုင်းမှာပဲအစာကတော့ကို့အလုတ်ကလေးနဲ့ကိုရှာရင်ဖွေရင်နဲ့ဘဝမှာကြိုးစားရုန်းကန်ရင်အရှင်ပြေးနေခဲ့တာပဲ အဲ့ဒီအလောင်းစားဆိုတဲ့ရေကန်နားလေရောက်ရော့ဒီအလောင်းစားဟာငါအတွက် မလုဖဲနဲ့အချောင်ရမှာပဲဒီအလောင်းစားကငွေတွေရလေတယ်ငါအတွက်တော့ချမ်းသာနိုင်တယ်ဆိုတဲ့အမြင်နဲ့ဒီအလောင်းစားဆိုတာကြီးကိုလုတော့တာပဲရေကန်ထဲမှာငါးတွေအစာတွေအများကြီးရှိမယ်လို့ထင်ပြီးတော့ဘယ်မှမသွားတော့ပဲနေနေတဲ့ဂျိုးရအိုကြီးလိုပေါ့စားလေအလောင်းစားစိတ် အလုတ်လုံလဲဒီအလောင်းအစားစိတ်အဲ့လေဒီအလောင်းအစားစိတ်နဲ့ဒီအလောင်းအစားထဲမှာပဲစိတ်ကရောက်နေတော့ဘာမှလည်းမလုတ်ချင်းမကန်ရင်နဲ့ဖြစ်လာခဲ့တယ်အလောင်းအစားကြောင့်လဲစူဆောင်းထားတဲ့ငွေတွေကုန်းကုန်လာလို့စိတ်အားလူအားတွေလည်းကုန်းလာခဲ့တာပေါ့အစာမစားရလို့အာရင်ကုန်းလာပြီးတော့အိုမင်းလာနေတဲ့ဂျိုးကြအိုကြီးလိုပါပဲတနေ့လာလဲဒီရေကန်ပေးမှအစာရမလား 900မလနဲ့လှဲ့ပတ်ရှားနေပြီမဲ့အစာမရတဲ့အခါမှာလဲနောက်နေတော့ဒီငားတွေဒီအစာတွေထွက်လာမှာပါဆိုပြီးတော့စောင့်မျောနေသလိုတို့အလောင်းအစာသမားတွေကလည်းပဲဒီနေ့ငားမရသေးလဲနောက်နေတော့အသေးချာပါတခါနောက်နေရောက်လို့မရသေးလဲဒီနေ့လဲလွဲသွားပြီမဲ့နောက်နေတော့အသေးချာပါနဲ့ဒီလိုနဲ့နေ့စဉ်နေ့စဉ်ဂျိုးကြအိုကြီး မျောလင့်တယ်လို့မျောနေကြတယ်။ဒီထဲမှာပဲစိတ်တွေကလည်းရှိနေတော့ဘာမှလည်းမလုပ်ချင်တော့ဘာမှလည်းမလေ့လာ မစင်စားတော့ဘာမှလည်းငွေရပေါက်အစင်ပြေပေါက်ဆိုတာတွေမသိတော့ဘူး။ဘယ်မှမရောက်တော့တဲ့ဂျိုးကြအိုကြီးဘယ်မှမပြန်နိုင် မတန်းနိုင်တဲ့ဒီကံကြီးပဲမှိုင်တွေးနေရတယ်လို့အလောင်းအစားသမားတွေလည်းနောက်ဆုံးအလုတ်ပြက်အကန်ပြက် မလုံနိုင်မကင်နိုင် မစင်းစားနိုင် မတွေးတော့နိုင်တော့ပဲဘဝကိုမှိုင်းပြီးတော့လက်ကြံလေးကို တနေ့ယာနို့တနေ့ယာနို့နဲ့တကြတပြားကစားညှစ်ထုတ်ပြီး လောင်းကစားလုံနေကြတယ်အာအင်မရှိတော့တဲ့ဂျိုးကြအိုဟာရေကန်ဘေးမှာတခါယာနို့တခါယာနို့နဲ့မျောကိုပြီးအစာစောင့်မျောနေသလိုနောက်ဆုံးတော့လေဂျိုးကြအိုဟာအစာမရတော့အပြတ်တည်ဆုံးရသလို့ အလောင်းစားသမားတွေဟာလည်းအလုတ်ပြက်စီးပွားပြက်ဘဝပြက်နဲ့နောက်ဆုံးဘဝတည်ဆုံးကြရတာပါပဲကောင်းတဲ့အလုတ်တွေမလုတ်ကြပဲမကောင်းတဲ့အလောင်းအစားတွေလုတ်ကြလို့လုတ်ခဲ့ကြလို့လုတ်နေကြလို့အလုတ်မလုတ်နိုင်တော့ငွေတွေလည်းမရတော့ရထားတဲ့ငွေတွေလည်းမစုဆောင်မိကြတော့ငါးတွေမရှိတဲ့ရေအိမ်ဘေးကကျိုးကြအူကြီးသေပွဲဝင်ကြရသလိုသေပွဲဝင်ကြရလိမ့်မယ်ဆိုတဲ့ဗုဒ္ဓစကားလေးကြားရအောင် မျက်စီထဲမှာမြင်ရောက်နေမိတယ်လို့ပြောကြရင်ညီကုန်းချုပ်ချင်တယ်။